နင်းစားနိုင်ငံကိုအထက်လန်းနေပြီးတော့တရဝင်လာလဲမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့မလေးရှားတန်ရုံမှာသွားပြီးတော့ဗီဇာသွားလျှောက်ရပါတယ်ဒါလူတိုင်းလူလူသိပြီးသားဖြစ်ပါတယ်เนาะအဲ့တော့ဗီဇာသွားလျှောက်တဲ့အခါမှာအရင်တော့ဆိုလို့ရှိရင်เนาะ passport စာအုပ်ပေါ်မှာ sticker လေးတက်ပြီးကတ်ပြီးလိုက်တယ်အခုတောင်ပိုင်းမှာတော့ sticker မကတ်ပြီးတော့ပဲねဒီ e visa ဆိုတဲ့ဒီစာရွက်ကလေးပေါ့เนาะ print ထုတ်ပေးလိုက်တာရှိပါတယ်အဲ့တော့မြန်မာနိုင်ငံမှာရှိရဲ့မလေးရှားတန်ရုံမှာ visa လျှောက်ရတဲ့အကြောင်းအရာဆိုရင် ီလူကဆိုလို့ရှိရင်မလေးရှားနိုင်ငံကိုလာလည်မယ်ဆိုတာကိုဒီတန်ယုံကလည်းအတိမတ်ပြုတယ်အဲ့ဟာကိုသူတို့ကလည်းမလေးရှားတန်ယုံကလည်းသူတို့နိုင်ငံမလေးရှားကိုပြန်ပြီးတော့ဒီလူဒီလူကဖြစ်ဘယ်နေဘယ်ဘယ်ရဲ့အတွင်းမှာဘယ်လာအတွင်းမှာဗီဇာလျှောက်ထားတဲ့မလေးရှားနိုင်ငံကိုဝင်ပါမယ်ဆိုတာကိုဟိုကြိုပြီးအကြောင်းကြားလိုက်တာပေါ့နော်ဟိုမြန်မာလိုလွယ်တကူပြောရမှာဆိုရင်ပေါ့နော် ဲ့တော့ဒီအကြောင်းအရာတွေကတော့တည်တည့်တူတည်ပြီးသားဖြစ်ပါတယ်ကျမဒါမတည်သေးတဲ့သူတွေပေါ့နော်ဒီနေရာမှာအမှားတာလေးရရှိလို့ကျမထောက်ပြခြင်းလို့ပြောပြတာပါနော်အဲအဲ့ဒီသဘောမျိုးနဲ့ပေါ့နော်ဒါအဝင်ဗီဇာဆိုပြီးရှောက်ရတာပေါ့ပထမဦးဆုံးအကျင့်အဲ့ အာမလေးရှားတန်ရင်ကနေပြီးတော့ဒီလူဒီလူအဖြစ်ပေါ့နော်ဘယ်နေ့ဘယ်ရက်မှာလို့ရှိရင်တော့မလေးရှားကိုလာပါမယ်ဆိုပြီးသူတို့ကခွင့်ပြုကြောင်းဆိုတဲ့ဟာကိုအကြိုတင်ပြီးတော့ဒီမလေးရှားနိုင်ငံမှာရှိတဲ့ immigration ကိုကြိုတင်ပြီးအကြောင်းကြားပြီးသားအဲ့ဒါကြောင့်မို့လို့ကျမတို့တွေမြန်မာနိုင်ငံနေပြီးတော့မလေးရှားလာလို့ရှိရင် immigration ကနေပြီးတော့သူတို့ရဲ့ system ထဲမှာ ကိုယ့်ရဲ့ passport ကနံပါတ်ကဒီပေါ့နော်လာမဲ့ရက်တဲ့ဘယ်နေ့ပြန်မဲ့အကြောင်းအရာတွေပေါ့နော်ကျမတို့ visa လျှောက်တဲ့အခါမှာတင်ရတဲ့ document တွေရှိရလေနော်အဲ့အချက်လက်တွေကဒီမလေးရှားနိုင်ငံမှာရှိရလာဝကမှာကျမတို့ရဲ့စည်ရင်းတွေကကြိုတင်ပြီးရောက်နေပြီးသားဖြစ်နေပါတယ်နော်အဲ့ဒါလေးကိုသိစေချင်တယ်အော်ဒီ e visa နဲ့ပတ်သက်ပြီးတော့ မလေးရှားနိုင်ငံကိုပထမအဦးဆုံးအကြိမ်လာတဲ့သူလာတဲ့သူဆိုလို့ရှိရင်เนาะ single visa ဆိုပြီးတော့ပေးပါတယ်เนาะ single entry ပေါ့เนาะအဲ့ဒါမျိုးပေးတယ်အဲ့တော့မလေးရှားနိုင်ငံကိုဒါဒုတိယအခောက်ဆိုလို့ရှိရင်စပြီးတော့ multiple ဆိုပြီးတောင်းလို့ရပါတယ် multiple entry ဆိုပြီးတော့ပေးပါတယ်အဲ့တော့ single ဆိုတော့မလေးရှားနိုင်ငံကိုတချောင်းစာပဲရတာပါမလေးရှားနိုင်ငံကိုလာမယ်မလေးရှားနိုင်ငံနေပြီးတော့မြန်မာနိုင်ငံကိုပြောင်းမယ်โอเคเนาะ နောက်တစ်ခုကကြတော့မာတီဘယ်မာတီဘယ်ကကြတော့မလေးရှားနိုင်ငံကိုသူကလာမယ်လာပြီးလို့ရှိရင်ကျမတို့စင်ကာပူကိုသွားလည်မယ်စင်ကာပူကနေမလေးရှားကိုပြန်ဝင်မယ်မလေးရှားနေပြီးရန်ကုန်ကိုပြန်မယ်အဲအဲ့လိုမျိုးပေါ့နော်တကြောင်စာမဟုတ်တော့ဘူးနှစ်ကြောင်သုံးကြောင်သွားလို့ရတဲ့ဟာကိုမာတီဘယ် entry လို့ခေါ်ပါတယ်မလေးရှားတန်ရုံကနေပြီးတော့ဗီဇာကျလာလို့ရှိရင်မှားရတဲ့အမားလေးတချို့တွေကဘာတွေဖြစ်လဲဆိုတဲ့ခါကျတော့ဒီကျမအခုပြပေးမယ်အဲပြပေးရဒီ cyber claim မှာဆိုလို့ရှိရင်ကြီးကြီးလိုက်ပါ ခုဒီစာရွက်ကဆိုလို့ရှိရင်မလေးရှားတန်ရုံကနေပြီးတော့ဒါကျမတို့ဒီမလေးရှားဝင်ဖို့အတွက်ဗီဇာလျှောက်တဲ့အခါမှာဟို document တွေအစုံတင်ရတယ်เนาะဒါ approve ဖြစ်သွားတဲ့စာရွက်ပေါ့เนาะဒါမလေးရှားနိုင်ငံကိုသွားလို့ရပါပြီဆိုတဲ့စာရွက်အဲ့တော့ဒီစာရွက်မှာကျမအနီလေးဝိုင်းပြထားတာရှိပါတယ်အဲ့တော့အနီလေးဝိုင်းပြထားတာကအခု ဒီဗီဇာကမလေးရှားနိုင်ငံကိုဝင်ဖို့အတွက်အပရူဖြစ်သွားပါပြီသူတို့သဘောတူပါတယ်အဲ့တော့ဒီအနီလေးဝိုင်းထားတဲ့အထက်မှာဆိုလို့ရှိရင်ဘာလဲရေးထားရဲဆိုတော့မလေးရှားနိုင်ငံကိုအခုဗီဇာကျတဲ့ date ပေါ့နော် issue date ကနေပြီးတော့6လအတွင်းမှာကြိုက်တဲ့အချိန်မလေးရှားနိုင်ငံဝင်လို့ရပါတယ်ဆိုတဲ့ဟာကိုရေးပြထားတာပါ။အောက်ကအမှန်ချက်ကလေးချစ်ထားပါတယ်။အမှန်ချက်ကလေးရတော့ဒါ visa approve ပေါ့နော် issue date က6ရက်အပေါ့နော်ဒီမှာရေးထားရဲ6 February 2025အဲ့ရနေပြီးတော့တဲ့6 August 2025ပေါ့နော်အဲအဲ့ဟာကိုဆိုလိုတာပါအဲ့တော့6လဖြစ်ပါတယ်အဲ့6လအတွင်းမှာကြိုက်တဲ့အချိန်မလေးရှားနိုင်ငံကိုဝင်လို့ရပါတယ်ဆိုတာကိုရေးပြထားတာပါ ဲ့နေရာမှာပဲဒူဒူတော်တော်များများမှားကြတဲ့အမှားပါအဲ့ဘလို့မှားတဲ့ခါကျတော့ ဒါကမလေးရှားနိုင်ငံမှာ6လနေထိုင်ခွင့်ရတယ်လို့သူတို့ကထင်ကြတာပေါ့နော်တချို့တော်တော်များများကတကယ်တမ်းတော့6လနေထိုင်ခွင့်ပေးတာမဟုတ်ပါဘူးနော်ကျမတို့ညီမတွေကိုဘယ်နိုင်ငံမှာ6လတိတိနေထိုင်ခွင့်မပေးပါဘူးတစ်လအလွန်ဆုံးနေတစ်လပဲပေါ့နော်နေထိုင်ခွင့်ပေးတာပါအဲ့တော့ဒါကတော့ဒီဗီဇာကမလေးရှားနိုင်ငံကို6လအတွင်းကြိုက်တဲ့အချိန်ဝင်လို့ရပါတယ်ဆိုတဲ့ဗီဇာပါအဲ့တော့6လအတွင်းကိုဝင်လို့ရတာပါနေထိုင်ခွင့်မဟုတ်ပါဘူးနော်အဲ့ဒါလေးကိုတော်တော်များများမှားကြပါ ပါတယ်ကဲဒီ e visa ကိုရပြီဆိုလို့ရှိရင်မလေးရှားနိုင်ငံတွေကိုဝင်လာပြီဝင်လာလို့ရှိရင်ကျမတို့ဒီလေရင်ခွင်းမှာပေါ့เนาะ airport မှာ immigration counter မှာကျမတို့ passport စာအုပ်တွေနည်းပြပြီးတော့ immigration counter ရဲ့ approve ကိုတစ်ခါပြန်ယူရပါတယ်အဲ့တော့ကျမတို့စာအုပ်ကိုပြလိုက်တာနဲ့ဒီမှာကုတ်နံပါတ်တွေအကုန်ပါပြီးသားသူတို့ computer ထဲမှာထိုးတာနဲ့ကျမတို့ရဲ့ဒီ မလေးရှားတန်ယုံမှာရှောက်ခဲ့တဲ့အချက်လက်တွေအကုန်သူတို့စီမှာရှိပြီးသားပါเนาะမလေးရှားနိုင်ငံရဲ့ဒီ immigration ပေါ့เนาะလာဝကမှာအာဒီလာဝကမှာရှိတဲ့ဒီကောင်တာမှာရှိတဲ့အရာရှိရနေပြီးတော့ကျမတို့စာအုပ်တွေကိုမြင်ပြီးကြည့်ပြီးရနဲ့အာသူတို့ကနေပြီးတော့ဒီနိုင်ငံမှာတလားတိတိနေထိုင်ဝင်ပြုပါတယ်ဆိုပြီးတော့စီးကိုစထူပေးပါတယ်အဲ့တော့ရောက်တဲ့နေ့ကနေပြီးရော နောက်ထပ်ပေါ့နော်ရပောင်း30အတွင်းပေါ့နော်30တွင်ကိုတလပေါ့နော်ရ30ကိုစီးထုပေးပါတယ် ဲ့တော့ဒီဥစ္စာလေးကမှမလေးရှားနိုင်ငံမှာနေထိုင်ခွင့်ဆိုတဲ့ဗီဇာဖြစ်ပါတယ်အဲ့ဒါအရှိမချင်းပြရတဲ့6လနဲ့ကမဆိုင်ဘူးเนาะ6လကအဝင်အထွက်လုပ်ရတာပဲပြောတာပါအခုကြတော့မှလေရင်ခွင့်ကြတော့မှပဲဒီ immigration ကနေပြီးတော့တလားဆိုတဲ့စီကိုထုတ်ပေးလိုက်ပါတယ်အဲ့တော့ ဒီအဲ့ဒါလေးနှစ်ခုကိုမှားကြတာเนาะအဲ့ဒါကိုတချို့ကမသိတဲ့ခါကြတော့6လနေထိုင်လို့ရတယ်ဆိုပြီးတော့မလေးရှားနိုင်ငံထဲမှာ6လတိတိနေထိုင်လိုက်ကောတကယ်တမ်းရတာတလပဲနေထိုင်ခွင့်ရတယ်ပြန်လဲပြန်ရောလင်းခွင့်မှာဖန်ခံရရောเนาะအဲအဲ့လိုမျိုးတွေဖြစ်ပါတယ်အဲ့ဒါလေးကိုတိထားစီချင်ပါတယ်တလားတိတိပေါ့နော်နေထိုင်ခွင့်ရသွားပြီရသွားလို့ရှိရင်တလားပြည့်ရနေမှာလေပြန်ရင်ပြန်မပြန်လို့ရှိရင်တလားမပြည့်ခင်ရရနှစ်လောက်ကြိုးပြန်ရင်လည်းရတယ်အဲ့တော့ကိုကနေပြီးတော့ တလားတိတိမှာမပြန်သေးဘူးကိုကဆက်ပြီးတော့ဒီမှာနောက်ထပ်တလားလောက်တော့တက်တန်းတိုးနေခြင်းနဲ့ဆိုလို့ရှိရင်တလားမပြည့်ခင်အ ਨੇ ဆုံးတပတ်လောက်ခွာပြီးတော့မလေးရှားနိုင်ငံ immigration မှာအာသွားပြီးတော့တက်တန်းတိုးရပါတယ်တက်တန်းမတိုးခင်လို့ရှိရင်တော့မလေးရှားနိုင်ငံ immigration ရဲ့ website မှာဝင်ပြီးတော့အာ QR နဲ့ပေါ့နော် appointment အရင်ယူရပါတယ် အဲ့ဒီနေရာမှာတသန်းတိုးတဲ့ခါမှာအခုနောက်ပိုင်းဆိုရင်သိတဲ့အတိုင်းပဲလေရင်ခွင်းမှာလည်းတော်တော်အမေးမြန်းနေထူတယ်ရစ်တယ်တသန်းတိုးတဲ့ခါမှာလည်းလွယ်ကူတော့တိုးမပေးပါဘူးအဲ့အများဆုံးကတော့လူငယ်တွေပေါ့နော်ဒီ60အောက်ပိုင်းနေဆိုလို့ရှိရင်တော့တသန်းတိုးရတာခက်ပါတယ်ခိုင်လုံတဲ့အကြောင်းပြချက်တွေစာရွက်စာတမ်းတွေတင်ပေးမှနိုင်မှသာလေရင်တသန်းတိုးရတာပိုအဆင်ပြေပါတယ်နောက်ထပ်တစ်လပေါ့နော်အဲ့တော့သူတို့ရေအဆင်ပြေလို့ရှိရင်ဒါထောက်ထားရေဆုံးလို့ရှိရင် တလားပြန်ပြီးတော့တတန်းပို့ပြန်ပြီးတော့တတန်းတိုးပေးတယ်ပေါ့နော်တိုးပြီးလို့ရှိရင်ခုနကတော့လင်းရင်ခွေးမှရလာရတလားရနောက်ထပ်တလားရဆိုနှစ်လပြန်ဖြစ်သွားပါတယ်နော်တချို့တွေကလည်းနောက်ထပ်တလားထက်တိုးကျင်သေးတယ်ဆိုပြီးတော့တိုးကြတာရှိတယ်အရင်တော့သုံးလထိထိတိုးဝင်ရတယ်အခုနောက်ပိုင်းဆိုလို့ရှိရင်တော့အာတလားကိုလင်းရင်ခွေးကစီးထုတ်ပြီးရတယ်နောက်ထပ်တလားတတန်းတိုးတယ်တိုးပြီးလို့ရှိရင်ဒါလည်းအဲနောက်ဆုံး final ပဲဆိုပြီးထပ်ပြီးတော့တိုးခွင့်မရှိဘူးဆိုပြီးတော့သူတို့ အနီရောင်းတဲ့စီးလီထုစီးထုပေးတာရှိပါတယ်เนาะအဲဒါဆိုရင်တော့ဆက်တိုးဝင်မရတော့ဘူးတည့်ရက်လူရစ်ကကြောင်နေလိုက်တဲ့အခါမှာအဲ့မှာ overstay တွေဖြစ်ကုန်တာပေါ့เนาะတချို့ကလည်းဒါတိတိနဲ့ overstay ပေါ့เนาะမပြောင်းချင်လို့နေတာရှိတယ်လို့တချို့ကလည်းလေးရှားအဝင်6လအတွင်းအဝင်ထွက်လို့ရတာ ਨੇ မလေးရှားနိုင်ငံမှာနေထိုင်ခွင့်နဲ့မှားပြီးတော့ဗောနော်နေလိုက်မိတာကြီးလည်းရှိတယ်။အဲ့ဒါလေးကဒါမှားတတ်တဲ့အမှားလေးတွေပါဆိုတော့ကျမကဒါထောက်ပြတာပါ။အဲ့တော့ကျမတို့ရေတိထားမှာကကျမတို့ရေဘယ်နိုင်ငံကိုပဲတော့တော့ကျမတို့မြန်မာ passport စာအုပ်က6လဘယ်နိုင်ငံမှာမပေးပါဘူးနော်။ဂျပန်ဆိုရင်နှစ်ပတ်လောက်ပဲပေးတာပါအလဲဗီဇာလေးနော်။အဲ့လိုဂျပန်တို့ကိုရီးယားတို့ဆိုရင်အာ UK ကတော့တလားလောက်တော့ပေးသေးရဲ့။ အဲ့လိုမျိုးပေါ့နော်အာအဲ့လိုမျိုးတွေရှိတဲ့အကြောင်းလေးကိုကျမကဒါမတိရသူတွေအတွက်ကျမပြန်ပြီးတော့မျှဝေခြင်းဖြစ်ပါတယ်ကျေးဇူးပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဘိုင်း